ရှားပါးစလုံးလူမျိုးစုကိုကိုပိုင်ကျွန်းမှာအလဲဖိပြီးတော့သူတို့စားမဲ့အစားအစာတွေတဲကခွဲဝေလူတန်းပေးခဲ့တဲ့ခင်လင်းတွေပရိသတ်များရှင်မင်းမီခင်လင်းတွေကအနုပညာအလုပ်တွေကိုရန်နာထားခဲ့တာကြပါပြီအနုပညာအလုပ်တွေကိုရန်နာပြီးတော့ရိုးရှင်းတဲ့ဘဝလေးကိုဖျက်ဆီးနေတာဖြစ်ပါတယ်ခင်လင်းတွေကကျွန်းတွေပိုင်ဆိုင်တဲ့တတိတယောက်နဲ့လက်ထက်ခဲ့တာဖြစ်ပြီးတော့လက်ထက်ပြီးတဲ့နောက်ပိုင်းမှာသူမဘဝကိုရိုးရှင်းတဲ့တဘာဝနဲ့စီးပွားရေးလုပ်ငန်းတွေထဲမှာသာနှိမ့်ညွတ်ထားတာဖြစ်ပါတယ် အခုလက်ရှိမှာတော့ခင်ပွန်းဖြစ်သူပိုင်ဆိုင်တဲ့ကျွန်းစုမှာခလင်းတွေတော့ဟာတိန်ခိုကန်းတွေကိုစောက်ပြီးတော့အပန်းဖြေစကန်းလေးဖွင့်ထားတာဖြစ်ပါတယ်။ဒီနေ့ပိုင်းမှာအစားဖွင့်တာဖြစ်ပြီးတော့ခလင်းတွေတို့ဇနီးမောင်နှံနှစ်ယောက်နဲ့ဝန်ထမ်းနှစ်ယောက်သာလဲပတ်နေကြတာဖြစ်ပါတယ်။ပထမဆုံးစားဖွင့်တဲ့အချိန်မို့ငွေရိုလဲချိန်ထားပြီးတော့ဖွင့်လှစ်ထားတာဖြစ်ပါတယ်။ဒါအပြင်ခလင်းတွေကဟာ မင်းသမီးတယောက်လိုမနေထိုင်တော့ပဲကျုံသူလေးတယောက်လိုသာနေထိုင်တာဖြစ်ပါရင်ခလင်းတွေကပင်လယ်ထဲမှာလဲမကြာခဏတော့တက်တယ်လို့ဘေးပင်လယ်ကကျုံအတိုင်းဝိုင်းနဲ့လဲအဆက်အသွယ်ရှိပါတယ်ဒါအပြင်ပင်လယ်ထဲမှာတွားရင်လာရင်နဲ့ခလင်းတွေကရှောပါရဲလူမျိုးတွေဖြစ်တဲ့စလုံးလူမျိုးတွေနဲ့တွေ့ကြရတာဖြစ်ပါတယ်။စလုံးလူမျိုးတွေကရေပေါ်မှာသာနေထိုင်ကြတာဖြစ်ပြီးတော့ဖလီဒစင်းပေါ်မှာပဲအသက်ရှင်ပြီးတော့နေထိုင်ကြတာလည်းဖြစ်ပါတယ်။ဖလီဒစင်းနဲ့ရေထဲမှာသွားလာပြီးတော့နေထိုင်ကြတာဖြစ်ပြီး လေပေါ်မှာပဲအသက်ရှင်နေထိုင်သလိုအိမ်တော်ပြုတ်ချက်စားတာကအစအားလုံးလောက်ကင်တာဖြစ်ပါတယ်။ဒါအပြင်စလုံးလူမျိုးစုတွေကရှေးပေါ်မှာသာအသက်ရှင်နေထိုင်တာမို့မြန်မာစကားလဲပိတအောင်မပြောတတ်ပါဘူး။ဒါအပြင်ဇာဝင်ကြီးရေးလဲခက်ခဲကြပါတယ်။ခလေးနော်နဲ့တွေ့တဲ့အချိန်မှာစလုံးလူမျိုးတွေကိုသမရဲ့ကျုံးလာဖို့ဖိတ်ခေါ်ခဲ့တာဖြစ်ပါတယ်။ဂျုံပေါ်လာဖို့ဖိတ်ခေါ်တဲ့သူကနေတာမို့ဂျုံပေါ်လာရတာကိုဝမ်းသာနေကြတာဖြစ်ပါတယ်။ စလုံးလူမျိုးမိသားစုကဂျွန်းကိုရောက်လာတဲ့အချိန်မှာသူတို့လိုအပ်တာတွေကိုတောင်းပါတယ်။လေပေါ်မှာစားတောက်ဖို့ပစ္စည်းတွေတောင်းတတ်တာဖြစ်ပါတယ်။ဒါပေမဲ့မြမစကားကိုပိတအောင်မပြောတတ်တာမို့ခင်လေးတွေကသူတို့ပြောတာကိုနားမလည်ကြပါဘူး။တော်တော်လေးနားချောင်ယူမှသာဘာပြောတယ်ဆိုတာကိုသိတာဖြစ်ပါတယ်။ခင်လေးတွေကလည်းဂျွန်းမာနေတာမို့စားတောက်ဖွေရာတွေကပေါ်ပေါ်များများမရှိပါဘူး။သင်မောဆိုင်မှသာ ရိတ်ခါတွေပါပါလာတာဖြစ်ပါတယ်။စလုံးလူမျိုးလာတောင်းတဲ့အချိန်မှာ ူမှာပေးစရာအသိမရှိပါဘူးဒါပေမဲ့ရှိခဲမှာဖြတ်တန်းနေရတဲ့အစလုံးလူမျိုးတွေကိုပို့ပြီးတော့ခက်ခဲတာကြောင့်ခင်လင်းတွေကသူ့မှာရှိသမျှကိုထုတ်ပေးကြရဖြစ်ပါတယ်။သူမစားဖို့ဝယ်ထားတဲ့ယူရီးယားအာလူးကြောတို့တွေခောက်ဆွဲချောက်တွေချစ်သွန်နေနဲ့ဟင်းချက်စားဖို့တချို့တစ်ဝက်ကိုပေးခဲ့ပါတယ်။စလုံးမျိုးသားကလည်းအရန်ကိုပျော်ရွှင်သွားတာဖြစ်ပါတယ်။စားနေခါရဖို့ကအရေးကြီးတာကြောင့်ပျော်ပျော်ကြီးအိမ်ပြန်သွားခဲ့ပါတယ်။ခင်လင်းတွေကစေတနာကောင်းပြီးတော့ပေးတတ်တာကိုသိရကြောင့် နောက်တစ်ခေါက်ကျုံးကိုပြန်လာပြီးတော့စီငပိနဲ့လိုရာတွေထက်လာပြီးတော့တောင်းမြန်လာပါ။ဒါပေမဲ့ခလိနွေနဲ့ခင်ပွန်းဖြစ်သူတို့ကစိတ်ရှုပ်တယ်ဆိုပြီးတော့မောင်းထုတ်တာမျိုးလည်းမရှိပဲကောင်းကောင်းမွန်မွန်သာဆက်ဆံပေးတာဖြစ်ပါတယ်။သူတို့ကျွန်တော်ကိုတေချာပေးပြီးတော့နောက်တစ်ခေါက်ထက်လာဖို့တောင်းဖိတ်ခေါ်ခဲ့တာပါ။ခလိနွေတို့ရဲ့အပြုံမှုလေးကိုပရိသတ်တီကအချီးကျူးနေကြတာဖြစ်ပါတယ်။စလုံးလူမျိုးတွေကရှားပါလူမျိုးစုတွေဖြစ်တာမို့တနိုင်တဲ့လောက်ကူညီထောက်ပံ့ပေးတာမျိုးတွေကိုလုပ်ပေးရင်းနဲ့ထိမ့်သိမ့်ပေးကြမှာဖြစ်ပါတယ်။ ်ဂျွန်းစုပိုင်ရှင်တွေကတော့သူတို့နဲ့တွေ့ဖို့လွယ်တာမို့ခင်လေးနဲ့တို့လိုသဘောကောင်းတဲ့ဂျွန်းပိုင်ရှင်တွေလည်းများများလိုအပ်ပါတယ်စလုံးလိုမျိုးတွေအပေါ်မှာကောင်းကောင်းဆက်ဆံတဲ့ခင်လေးတွေအပေါ်ဘရိတ်တူရဲ့အမြင်လေးပြပြပေးခဲ့ပါအောင်ဗီဒီယိုလေးကိုအစုံလိုက်ပါပြီးတော့ကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်